ပါရှင်။ဘာမှခဲ့တဲ့တဲ့ရင်ဌာနမှကျူဆူလိုက်ပါရရှင်။ယခုချိန်မှစပြီးဇွန်လ9ရက်နေ့မွန်လွဲပိုင်းစိတ်ဝင်စားဝယ်ထိတ်တန့်ရောက်တဲ့ရင်များကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ပထမအဆုံးတဲ့ရင်နေနဲ့ပခုတ်ကူရင်တက်မတရတဲ့လောက်အောက်ခံပြည်သူဆဲဖွဲတက်ခိုက်ခံရပြီးခေါင်းဆောင်အပါဝင်၄ဦးသေဆုံးတဲ့တဲ့ရင်ပဲဖြစ်ပါရရှင်။ပခုတ်ကူမြို့အခြေဆိုင်စစ်ကောင်စီတက်မတရတဲ့လောက်အောက်ခံပြည်သူဆဲခေါင်းဆောင်ကျော်စုနိုင်တဲ့အဖွဲအားလမ်းမကြားဖြတ်တိုက်ခိုက်ခဲ့ရ၄ဦးသေဆုံးပြီးလက်နက်ခဲယမ်းအချို့အပါတင်းစီရရှိခဲ့ကြောင်းပ ကုတ်ကူခိုင်တရင်ဆက်ချောင်းမှာတာဝန်ရှိသူတို့ကပြောသည်ဇွန်လတရက်နေ့နဲ့ရှင်နိုင်ခန်းကပကုတ်ကူနဲ့စင်မင်းချေရွာတို့တာဝန်ပြောင်းရန်လာသောတမတရတက်လက်အောက်ခံပြည်သူစစ်အဖွဲ့မှကြော်ဆိုးနိုင်ဦးဆောင်သောရှေ့ဦးဘွဲလိုက်ပါလာသည့်ကားနှစ်စီးကိုဂျားပြတ်တိုက်ခိုက်ခဲ့ခြင်းဟု၎င်းကပြောသည်တိုက်ခိုက်မှုတွင်အပြန်အလှန်ပြစ်ခတ်ခြင်း45မိနစ်ခန့်ကြာမြင့်ပြီးပြည်သူစစ်ကောင်းဆောင်ကြော်ဆိုးနိုင်ပါဝင်လေးဦးသေဆုံးခဲ့ကောင်း၎င်းတို့ထံမှ MA3 တနက်တလန်ပစ္စတိုတလန်ဖုန်းလေးလုံးခရင်များနှင့်အတူငွေသား30တသိန်းသိန်းစီရရှိကြောင်း ောင်းပကောက်ကူခိုင်တိုင်ရင်16ကအသေးပေးသည်ကားရီကဆုတ်ပြက်မောင်းမရဘူးကရိန်းနဲ့တင်သွားရတာဟုအထက်ပါတိုက်ခိုက်မှုမှပြည်သူစစ်များစီးနင်းလာတဲ့ရင်းနှီးစင်းနဲ့ဆက်လင်းပြီးတိုင်ရင်ဆက်ချောင်းမှတောင်းရှိသူကလူလူຫນွေဦးတို့ပြောသည် အလားတူစွန်လ3ရက်နေ့ကလည်းပခုတ်ကူမြို့နယ်ချီမြင်ကိန်း၌တပ်ဆွဲထားသောစစ်ကောင်စီတပ်သားများကိုဒရုန်းဖြင့်ပုံသေးချတိုက်ခိုက်ခဲ့ရာ၃ဦးထိခိုက်သွားကြောင်းထို့ပြင်ပန်းတိုင်းချုံကျေးရွာရှိစစ်ကောင်စီတပ်နှင့်ပြည်သူ့စစ်အဖွဲ့ကိုဘုံသီးရှလုံးကျေးချတိုက်ခိုက်ခဲ့ပြီးထိခိုက်ဒေဆုံးမှုမတိရသေးဟုတရင်16ကထုတ်ပြန်သည်အဆိုပါတိုက်ခိုက်မှုများကိုပခုတ်ကူခရိုင်တရင်16နှင့်မဟာမိတ်များဖြစ်သောမြင်းချန်တရင်တဲပခုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်ဖိုးကလေးတပ်ပေါင်းစုတို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည် ဆက်လက်ပြီးစစ်ကောင်စီကအပြစ်ရဲ့ကြေညာထားတော့လဲနောင်ချိုမျိုးနယ်ကိုအဆက်မပြတ်ထိုးစစ်ဆင်နေတဲ့ဖြင့်စီရီတင်းမာနေစေဟုတရန်နယ်လေးပြောတရုတ်နိုင်ငံဖီးယားကလည်းပြင်းထန်နေစေဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။အကြမ်းဖက်စစ်ကောင်စီကအပြစ်ရဲ့ကြေညာထားတော့လဲနောင်ချိုမျိုးနယ်ကိုအဆက်မပြတ်ထိုးစစ်ဆင်နေတဲ့အပြင်စစ်ကူအင်အားဖြည့်တင်းခြင်းစီရီတင်းမာနေစေဖြစ်ကြောင်းတရန်နယ်လေးပြောရေးဆိုခွင့်ရှိသူပြန်ကြားတောင်းခံလွေရီဦးကယနေ့သတင်းစာရှင်းလင်းပွဲတွင်ထုတ်ဖော်ပြောဆိုသည် လက်ရှိဇွန်လအတွင်းစစ်ကောင်စီကအပြစ်ခက်ရစဲရေးညင်ညာထားပြီး TNL အပါအဝင်မြောက်ပိုင်းညင်အောင်မမိတ်သုံးဘွဲကလည်းအပြစ်ရထားကြောင်းတို့ရရင်စစ်ကောင်စီကရက်ဆောက်ဘက်မှတစဉ်စစ်ကူအင်အားများဖြည့်တင်းခြင်းလက်နက်ကြေးရများဖြည့်တင်းခြင်းထိုးစစ်ဆင်ခြင်းနဲ့လေကြောင်းတိုက်ခိုက်မှုများကိုလှုံ့ဆော်နေကြောင်းနောင်ချိုမြို့နယ်တောင်ခမ်းဒေသတွင်နေစဉ်ဒုမုတ်တရက်ချိုက်တိုက်ပွဲများဖြစ်ပွားနေကြောင်း၎င်းကဆိုသည် ။စေရီကတော့သူတို့ကရှေ့တိုးလာတာမျိုးရှိတယ်။ကျမတို့ကလည်းပြန်လဲပြီးတော့ခုခံတိုက်ခိုက်တာရှိပါတယ်။စေရီကတဲမာနေစေဖြစ်ပါတယ်။ကျမတို့အနေနဲ့စစ်ဗျူဟာအတိုင်းပဲဆောင်ရွက်နေပါတယ်ဟုလွေရည်ဦးကရှင်းပြသည်။ ထို့ပြင်လက်ရှိအချိန်ထိတရုတ်ဤဖီအားကလည်းပြင်းပြင်းထန်ထန်ရှိနေစေဖြစ်ပြီး TNLA အနေဖြင့်တရုတ်ဖီအားကိုပြန်လည်ဖြည့်ရှင်းနိုင်ရည်နီလန်းရှာနေကြောင်းစစ်ကောင်စီကကျင်းပရန်ရှိနေသည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ TNLA ကသဘောထားမှတ်ချက်မပေးလိုကြောင်း TNLA အနေဖြင့်ပြည်သူလူထုဘက်မှရက်တည်၍စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း TNLA ကထုတ်ပြန်ကြေညာသည် ဆက်လက်ပြီးမြမရေချောင်းဝင်ဖြည့်ရှင်မေဖို့ဖြည့်တွင်ဝင်ကြီးချုပ်ကိုတိုက်တွန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မြမနိုင်ငံမှာဖြစ်ပွားနေတဲ့စကလုံးတွေနဲ့ပေါ်ပြလို့မရနိုင်တဲ့ဝန်နေစရာအခြေအနေကိုကိုရိုင်းကိုကြချောင်းဝင်ဖြည့်ရှင်မှုစစ်ကောင်စီဖမ်းဆီးထောင်ချထားတဲ့ဒေါန်ဆန်းစုကြည်ရဲ့တားနေတွေ့ဆုံမှုပြည်တွင်ဝင်ကြီးချုပ်စာကီယာစမာတာကိုတိုက်တွန်းမှုတွေရှိနေပါတယ်။လုံခဲ့တဲ့၄နှစ်ကစစ်တပ်အာဏာသိမ်းပြီးခရဲကဖမ်းဆီးခံရရတဲ့ဒေါန်ဆန်းစုကြည်နဲ့ တခြားနိုင်ငံရဲ့အကျဉ်းသား2000 2000တို့ရဲ့အတိဒုက္ခတွေကိုမိမောင်းထုတ်ပြထားတဲ့အစီရင်ခံစာအသေးတစ်ခုမှအခုလိုမျိုးတိုက်တွန်းထားတာဖြစ်ပါတယ်။အဲ့ဒီအစီရင်ခံစာထဲမှာအရက်သားရိအပေါ်စစ်တိတ်လေးချောင်းတိုက်ခိုက်မှုမြေပြင်တိုက်ခိုက်မှုတွေနဲ့အစုလိုက်ပြုံးလိုက်တက်ဖြတ်တာ၊ခေါင်းဖြတ်တက်တာ၊ကွက်မြတ်တာ၊မရင်းချင်တာနဲ့ညင်ပန်းနှိပ်စက်တာတွေအပါအဝင်ရက်ဆက်ရုံမှမှုတွေကိုလည်းဖော်ပြထားပါတယ်။ Independent တင်းဌာနရဲ့ရုပ်သံမှတ်တမ်းနဲ့ထောင်းဆန်းဆွေကြေးကြောင့်ဖော်ပြရမှာ William Hague ကသူ့အပေါ်ဝေဖန်ဖို့ဆိုတာဖြစ်နိုင်ပေမယ့်သူလိုမျိုးဖို့အတွက် ော်လဲတောင်းဆိုတင်တယ်လို့ပြောထားပါဗျ။ယခုနှစ်စောစောပိုင်းမှာပြည်ထိုင်နိုင်ငံဂျာယီဝင်ကြီးဌာနရဲ့ပထမဆုံးအကြိမ်ဖြစ်တိုင်ရိုက်တောင်းဆိုမှုအနေနဲ့ဒေါ်ဆန်းစုကြည်ကိုလွှတ်ပေးဖို့နဲ့မြန်မာပြည်သူတွေရတိုက်တဲ့ငြိမ်းချမ်းမှုနဲ့ဒီမိုကရေစီပေးရဖို့စစ်ကောင်စီကိုပြောကြားခဲ့ပါဗျ။မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ဆူဆူဝဝလူအခွင့်အရေးချိုးဖောက်မှုတွေကိုပြည်ထောင်အစိုးရအနေနဲ့အချက်ချင်းအရေးယူဖို့လိုအပ်နေပြီဖြစ်ကြောင်းပြည်ထောင်လွတ်တော်အမတ်တွေကလည်းပြောဆိုထားပါတယ်။မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့အခြေအနေတွေဟာစကားလုံးတွေနဲ့ပေါ်ပြလို့မရနိုင်တဲ့ဝန်းနေစရာဖြစ် တယ်လို့ကုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာကော်မရှင်နာမင်းကြီးယုံကပြောဆိုထားပါတယ်။ကော်မရှင်ရှေ့မောက်တသက်ကံထွက်ဆိုခဲ့သူတွေထဲမှာဒေါက်ဆန်းစုကြည်ရဲ့တာကင်ဒေါက်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေးအရာရှိအောင်ရှောင်းတာနဲ့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးဆောင်ဆန်းရေးမှူးတွန်းအန်ဒရူးတို့ပါဝင်ပါတယ်။ ဆရာနာရှင်စနစ်ကိုတတ်ဆိုးရှိစေတဲ့ပဏာငွေစည်းဝင်မှုကိုဖျက်တောက်ဖို့နဲ့စစ်ကောင်စီကိုတကဘာလုံးလက်နက်ပိတ်ဆို့မှုတွေပြုလို့ရေနိုင်ငံတကာကဆောင်ရွက်ဖို့လေအရိစီရင်ခန်းစာထဲမှာတိုက်တွန်းထားပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်တဲ့အကြောင်းအရာကတော့ဘုံကြီးကျောင်းနဲ့တီလာရှင်ကျောင်းများတွင်လိုင်စင်မဲကားနှင့်ဆိုင်ကဲများလက်ခံမထားရင်သာသနာ့အမှန်တဆိတ်ဖြင့်လိုင်စင်မဲကားနှင့်ဆိုင်ကဲများမစည်းနေရင်ပြည်내တိုင်းတန်ခါးနိုင်ရကအဖွဲ့များကညွှန်ကြားချက်ထုတ်ပြန်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။အကြမ်းဖက်စစ်ကောင်စီအောင်မြောင်းလိုင်းညွှန်ကြားချက်အရဘုံကြီးကျောင်းနဲ့ ီလာရှင်ကျောင်းများတွင်လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များလက်ခံမထားရန်သာသနာအမှန်တစေဖြင့်လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များမစည်းနှင်ရန်ပြည်내တိုင်းတန်ခါနိုင်ရက်ကအဖွဲ့များကညွှန်ကြားချက်ထုတ်ပြန်လာကြောင်းသိရှိရသည်။စွန်လတရနေ့မှစတင်ပြီးမင်းအောင်လိုင်းညွှန်ကြားချက်အရစစ်ကောင်စီကလိုင်စင်မဲ့ကားများနှင့်လိုင်စင်မဲ့ဆိုင်ကယ်များကိုစီမံချက်ဖြင့်ဖန်ဆီလာကြောင်းထို့သောဖန်ဆီရရင်လိုင်စင်မဲ့ကားများနှင့်ဆိုင်ကယ်များကိုဘုံကြီးကျောင်းများတွင်ရန်နာလာသည်ဖြင့် ပြည်내တိုင်းစစ်ကောင်စီများကတိုင်းပြည်내ခရိုင်နှင့်ပြည်내တန်ခါနာရဲကအဖွဲ့များထံသို့လိုင်းစင်မဲ့ကားများနှင့်ဆိုင်ကယ်များကိုဖုန်ကြီးကျောင်းများနှင့်ဒေလရှင်ကျောင်းများတွင်လက်ခံခြင်းမပြုရန်လျှောက်ထားလာကြောင်းသိရှိရသည်။ထို့ပြင်ဖုန်ကြီးကျောင်းများနှင့်ဒေလရှင်ကျောင်းများတွင်သာသနာအမှတ်တစိ RLG ဖြင့်လိုင်းစင်မဲ့ဆိုင်ကယ်များကားများကိုစီးနှင်းခြင်းမပြုရန်တန်ခါနာရဲကအဖွဲ့များကညွှန်ကြားလာကြောင်းလက်ရှိတွင်စစ်ကောင်စီကသာသနာအမှတ်တစိလိုင်းစင်မဲ့ကားများကိုပါဖမ်းဆီးလျက်ရှိကြောင်းသိရှိရသည်။ထို့ရာတွင်ကရင်ပြည်내နှင့်မွန်ပြည်내တွင်စစ်ကောင်စီကလိုင်းစင်မဲ့ ကားများနဲ့ဆိုင်ကဲများကိုဖမ်းဆီးနေတော့လေစစ်ကောင်စီလက်အောက်ခံနေကြဆောင်တပ်ဖွဲ့ပြည်သူစစ်များနဲ့စစ်တပ်ရဲဌာနဆိုင်ရာဝန်ထမ်းများကဌာနလက်မှတ်များဖြင့်စီးနေနေသောလိုင်းစစ်မဲ့ကားများကိုဖမ်းဆီးခြင်းမပြုကြောင်းသိရှိရသည်။ ။ဗန်အန်မြို့နယ်ထဲမှာတော့ BGF တွေကလိုင်စင်မဲ့ကားတွေစီးနေနေကြတာပဲ။တက်နေရဲကဖမ်းလည်းမဖမ်းရဲဘူး။ပြည်သူတွေကသာဖမ်းနေတာ။ဌာနဆိုင်ရာတွေလည်းလိုင်စင်မဲ့ဆိုင်ငယ်တွေစီးနေနေကြတာပါပဲ။ဘသူမှမဖမ်းပါဘူး။ဆိုင်ငယ်ရောင်းဆိုင်တွေကလည်းရောင်းနေကြတော့မဲဟုဗန်အန်မြို့မှာပြည်သူတွေကရှင်းပြသည်။မွန်ပြည်နယ်မော်လမြိုင်မြို့ရင်မှဌာနဆိုင်ရာများအနေဖြင့်ရခုစီမံချက်တလာတာအတွင်းလိုင်စင်မဲ့ကားများနှင့်ဆိုင်ငယ်များကိုတင်စေထားပြီးစီနင်းချင်းမပြူကြရန်သက်ဆိုင်ရာတပ်နှင့်ရဲများကဝန်ထမ်းများကိုအသိပေးထားကြောင်း တိန်စီထားသောလိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များကိုဝန်ထမ်းများနှင့်ပတ်သက်ပါကဖမ်းဆီးမည်မဟုအတိပေးထားကြောင်းသိရှိရသည်။ ဆလဘီဘုံမူးချုပ်ဟောင်းကိုရှင်းလင်းခဲ့သူများအားဖမ်းမိရေးရန်ကုန်ဘုံကြီးကျောင်းများပါပြစ်မှတ်ထားလူရှာနေဆွေးတရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ဘုံမူးချုပ်ဟောင်းချုပ်ထုံးအောင်ကိုပြစ်ခတ်ရှင်းလင်းခဲ့သူများအားဖမ်းဆီးမိရေးအတွက်ရန်ကုန်မြို့ဘုံကြီးကျောင်းများကိုပါပြစ်မှတ်ထားကလူရှာဖွေနေကြောင်းသိရသည်။စစ်ကောင်စီတပ်သည်ဘုံမူးချုပ်ချုပ်ထုံးအောင်ရှင်းလင်းခင်ရပြီးနောက်ရန်ကုန်စင်ချေဘုံမျိုးနယ်များတွင်စစ်ဆေးရှာဖွေခြင်းဘက်ထရီစပယ်များကိုဖမ်းဆီးခြင်းတို့ပြုလုပ်နေသလိုယခုအခါဘုံကြီးကျောင်းများကိုပါပြစ်မှတ်ထားလူရှာနေကြောင်းရန်ကုန်ခြေစပ်ရဲတရင်ဟင်းမြတ်ထံက ာသိရတယ်။တရက်တော်တို့လိုစမ်းချောင်းလိုကြောင်းတိုက်တွေအများကြီးရှိတဲ့နေရာတွေကိုအစ်စ်ဆိုပြီးတိချာစတာဟန်ပြလောက်တာမဟုတ်ဘူး။နေပြည်တော်ကဆွတ်ထောင်းနေတော့အလုပ်တွေလည်းအတင်းလုပ်ပြ၊ပန်မိဖို့လည်းအသေးအတန်ရှာနေကြတယ်။ရှာမတွေ့ရင်တွေ့တဲ့လူကိုဇလန်းစင်ထိုးချမဲ့အနေရရှိနေတယ်ဟု၎င်းက NPA တို့ပြောသည်။စွန်လနေ့ရက်ည10:00နာရီကျော်က စမ်းချောင်းမြို့နယ်အထက်ကလေးကျောင်းပေရှိဥယျာဉ်ကျောင်းလမ်းနေရင်စစ်ကား SC20, AC ကအဖြူ 20, ရဲစလုံးကား20တို့ဖြင့်ဆဲဥစုများဝင်ရောက်လာကော ဖုန်ကြီးကြောင်းများတဲ့အစ်စ်ဝင်းနေကြောင်းရန်ကုန်စကောက်နယ်ဝကထုတ်ပြန်ထားသည်မျိုးစုံတွေကဖုန်ကြီးကြောင်းတွေလည်းစစ်တဲ့စစ်တပ်ကဖုန်ကြီးတွေကိုလည်းမယုံမှုဟု၎င်းကဆက်လက်ပြောသည် ဖုံမှုချုံအောင်ချုံတောင်းကိုဗက်ရီစပိန်စီလာသူနှုတ်ဦးကပြစ်ခတ်ရှင်းလင်းခဲ့ကြောင်း CCTV မှတ်တမ်းပုံထွက်လာပြီးနောက်စစ်ကောင်စီကရှန်ကုန်မြို့တော်စီပင်နေနမိအတွင်ဗက်ရီပိန်စီနေမှုများကိုလိုက်လံဖမ်းဆီးငွေညင်းနေတယ်လို့ရခိုကရှန်ကုန်စီပင်နေနမိပြင်ပအထိဘေးရဲနောက်တွဲဆိုင်ခဲ့ဤပိုင်းနဲ့ဗက်ရီပိန်တို့အားဖမ်းဆီးလျက်ရှိသည်နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်တွင်နိုင်ငံတော်လုံခြုံရေးနှင့်အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နှင့်နိုင်ငံတကာဆက်ဆံရေးဘာသာရပ်တို့ကိုတင်ကြားပေးနေသူဖုံမှုချုံအောင်ချုံတောင်းကိုမေလ22ရက်နေ့နဲ့ပိုင်းတွင်ရှန်ကုန်မြို့ ရန်ကုန်မြို့နယ်အမှန်ငါရက်ွက်ရွှေနှင်းစီ6လမ်းရှိ၎င်း၏အင်ရှေ၌ရန်ကုန်မြို့ဝပျောက်ကြားတပ်ဖွဲ့ Golden Valley Warrior ကပြစ်ခတ်ရှင်လင်းခြင်းဖြစ်ပြီးယခုထိတိုင်ပြစ်ခတ်သူများအားဖမ်းမမိသေးပေ။